အမေရိကန်နိုင်ငံဆန်ဖရန်စစ္စကိုဘေးဒေသကလူငယ်တငယ်ချင်း၃ယောက်ဟာအသက်အငယ်ဆုံးကိုဓုကိုချွန်ဒေါ်လာဘီလီယံချီကျော်ဝချမ်းသာသူတွေဖြစ်အောင်ဆွမ်းဆောင်နိုင်သူတွေအဖြစ် Forbes CY Magazine ကြီးကခင်ပွန်းတက်ပေးလိုက်ပါတယ်အထက်တန်းကျောင်းသားဘဝကလေးကတငယ်ချင်းတွေဖြစ်ခဲ့ပြီးကောလိပ်တက်နေရင်ပညာကိုဆွမ်းကောင်းနိုင်အောင်မတင်ပဲကျောင်းထွက်ခဲ့ကြတာချင်းလည်းအတူတူဖြစ်တဲ့အသက်22နှစ်ကိုစီတက်တူရွယ်တူဖြစ်တဲ့ Brandon Foodie အတားရှိတဲ့မတ်နဲ့ ဆူရီယာမိသားစု၃ဦးတည်ထောင်ခဲ့တဲ့ကုမ္ပဏီမာကိုရဲ့တန်ဖိုးဟာဒေါ်လာ၁၀ဘီလီယံရှိတယ်လို့သတ်မှတ်ပေးလိုက်တာကြောင့်ဒီလူငယ်၃ဦးစလုံးဟာအသက်အငယ်ဆုံးဘီလီယံနာတွေဖြစ်အတိအမှတ်ပြုခံလိုက်ရတာပါသူတို့ရဲ့မာကိုကုမ္ပဏီဟာ AI နည်းပညာနဲ့ဝန်ထမ်းအသစ်တွေစီစစ်ခန့်ထားရေးလွယ်ကူစေအောင်ဖန်တီးပေးထားတာပါ ကုမ္ပဏီတွေကဝန်ထမ်းအသစ်တွေကိုရွေးချယ်ခန့်ထားရမှာကိုလိုချင်တဲ့အရေးချင်းနဲ့ကိုက်ညီသူရအောင် AI ဉာဏ်ရည်ထုကိုအသုံးပြုပြီးအလိုအလျောက်စီစစ်ပေးတာအပြင်အလုပ်ရှာနေသူတွေဘက်ကလည်းဒီနည်းပညာကိုတံပြန်အသုံးပြုစေနိုင်တဲ့ online platform ဖြစ်ပါတယ်။အရေးချင်းပြည့်ပြီးတော်တဲ့သူတွေကိုရှာဖွေရလွယ်ကူစေတာအပြင်အလုပ်လျှောက်လာ resume ကိုစီစစ်ပေးတာ AI နဲ့အလုပ်အတွက် interview ပေးတာ အသိဉာဏ်ပေါ်အခြေခံတဲ့အလုပ်အတွက်ရှောက်ထားသူတွေအရင်ချင်းပြည့်မပြည့်စီစီရလွယ်ကူစေအောင်လုပ်ပေးတာကြေကြောင့်သူတို့ရဲ့ platform ဟာကမ္ဘာအလုပ်သမားဈေးကွက်ကြီးတစ်ဖွဲ့အကုန်လုံးကိုတနေရာထဲမှာစူးစီးပေးထားတာလို့ဆိုပါတယ်။ San Francisco မှာရုံးချုပ်ဖွင့်ထားတဲ့သူတို့ company အနေနဲ့အလုပ်ခံထားပြီးသူတွေနဲ့ company အကြားစာချုပ်ချုပ်ဆိုတာနဲ့ဝန်ထမ်းတွေအတွက်ပုံမှန်လစာပေးရေးကိစ္စတွေကိုလည်းသူတို့ platform ကတာဝန်ယူလုပ်ဆောင်ပေးတယ်လို့ဆိုပါတယ်။ ဒီကုမ္ပဏီကို2023ခုနှစ်မှာစတင်တည်ထောင်ခဲ့တာဖြစ်ပြီးနှစ်နှစ်အကြာအခုနှစ်အစောပိုင်းကကုမ္ပဏီရဲ့တန်ဖိုးကို1ဘီလီယံရှိတယ်လို့သတ်မှတ်ခဲ့ရာကပြီးခဲ့တဲ့စက်တင်ဘာလမှာ10ဘီလီယံအထိတိုးပြီးတန်ဖိုးထပ်ဖြတ်လိုက်တာကြောင့်သုံးဦးစလုံးအသက်အငယ်ဆုံးဘီလီယံနာကိုစီဖြစ်လာခဲ့ကြတာပါဒါဟာ Facebook ကုမ္ပဏီကိုတည်ထောင်သူ Mark Zuckerberg ကအသက်23နှစ်မှာအသက်အငယ်ဆုံးဘီလီယံနာဖြစ်တဲ့စံချိန်ကိုချိုးလိုက်တာလည်းဖြစ်ပါတယ်။အသက်ငယ်ငယ်နဲ့အောင်မြင်မှုကိုရရှိခဲ့ကြတဲ့သူတို့၃ဦးဟာ လူငယ်တွေအကြမ်းမှာလည်းအကြအတုယူစရာဖြစ်လာနေပါတယ်ခင်ဗျာကျွန်တော်ဇော်ဝင်လိုက်ပါ